ခြီးကမစ်ကော်တွန်ဖိုက်ပလိုင်းနဲ့အက်က3.5မီလီမီတာကိုတုံးထားပါတယ်ပရမအူဆုံးဒီလိုမျိုး၄ထောင်လေးလောက်ရပါမယ်ကွေးရှင်လောက်ပါမယ်ကွေးရှင်လောက်ဖို့အတွက်လက်နှချောင်းမှာခြီးကိုအခုလိုမျိုးလေးပတ်ထားပါပြီးရင်အက်ကိုအခုလိုလေးထည့်ပါ အက်ကလေးကိုအပေါ်ကိုပေါ်လိုက်ပါတယ်။လက်နှချောင်းကိုထုတ်ပါမယ်။ဒါဆိုရင်ဂွေးရှည်လေးရပါပြီ။ပရမအူဆုံးဖွမိတစ်ချက်ကျစ်ပါ။အဲ့ဂွေးရှည်ထဲမှာတိုင်တို၈တိုင်ထုတ်ပါမယ်။ဂွေးလေးထဲမှာအက်ထဲချီဆွဲတိုင်တို့ထိုးပါတယ် ရှစ်တိုင်ပြအောင်ထိုးပါမယ်။တတိုင်ပြီးသွားပြီ။ကွင်းထဲမှာအပ်တဲ့ခြီဆွဲတိုင်တို့ထိုးနှစ်တိုင်။ကွင်းထဲမှာအပ်တဲ့ခြီဆွဲတိုင်တို့ထိုးသုံးတိုင်။လေငါချာ ခွန်၈ပြီးပြီဆိုရင်ဂွင်းလေးကိုပိတ်ပါမယ်ပြမအောင်ဆုံးထိုးခဲ့တဲ့တိုင်တူရဲ့ဖုံးပြီးပေါက်ထဲမှာရှက်ကော်နဲ့ဆက်ပါမယ်ပြမအောင်ဆုံးထိုးခဲ့တဲ့တိုင်တူပေါက်လေးထဲမှာအက်ကလေးထည့်ပြီးရင်ခြီဆွဲရှေ့အခြေကိုအနောက်ကိုဆွဲထုတ်ပါ နောက်တန်းထိုးပါမယ်။နောက်တန်းထိုးဖို့အတွက်ဖူမိတစ်ချက်ကျစ်ပါ။ပြီးရင်အိုက်ပေါက်ထဲမှာပဲတိုင်လိုတိုင်ထိုးပါ။အိုက်ပေါက်ထဲမှာအက်ထဲခြည်ဆွဲတိုင်လိုထိုးပါလေ။ပြီးရင်ပရမအူဆုံးထိုးခဲ့တဲ့အပေါက်လေးကိုမှတ်မိအောင်မှတ်ချက်ကလေးနဲ့အခုလိုလေးမှတ်ထားပါ။ မြန်မာအုပ်ဆုံးထိုးခဲ့တဲ့နော်တိုင်တိုရဲ့ဖုန်ကြီးပေါက်လေးထဲမှာမှတ်စိတ်ကလေးမှတ်ထားပါတယ်ပြီးရင်နောက်ကရက်ပေါက်မှာတပေါက်သေးကိုတိုင်တို၃တိုင်ထိုးပါမယ်နောက်ကရက်ပေါက်ထဲမှာအက်ထဲခြီဆွဲတိုင်တို့ထိုးတယ်တတိုင်အက်ထဲမှာပဲဆက်ထိုးမယ်လက်တိုင် အဲ့ဒီမှာပဲထပ်ထိုးမယ်။သုံးတိုင်။အခုလိုမျိုးလေးကလောက်ရပါမယ်။ဒီမှာတတိုင်းနောက်ကရက်မှာတပေါက်သေးကိုသုံးတိုင်။လေးကပြအောင်လုပ်မယ်နော်။နောက်ကရက်ပေါက်သေးမှာတတိုင်းနောက်ကရက်ပေါက်သေးမှာတပေါက်သေးကိုသုံးလိုက်ထိုးမယ်။ တနိတောပြီးရင်နောက်ကရက်ပေါက်ထဲမှာတတိုင်းထိုးပါမယ်ပြီးရင်နောက်ကရက်ပေါက်ထဲမှာသုံးတိုင်းထိုးမယ်တင်းနိတော့ နောက်ကရက်ပေါက်မှာတတိုင်ထိုးမယ်။နောက်ကရက်ပေါက်မှာသုံးတိုင်ထိုးပါမယ်။တင်းနင်းသုံးပြီးရင်မှတ်ချိတ်ကလေးကိုဖြုတ်ပါ။ဖြုတ်ပြီးတော့ဒီမှတ်ချိတ်ထည့်ထားတဲ့ပေါက်ကလေးထဲမှာရှက်ကော်နဲ့ဆက်ပါမယ်။မှတ်ချိတ်ကလေးကိုဖြုတ် ထုတ်လိုက်တဲ့အပေါက်လေးထဲမှာအထက်ခြီဆွဲရှေ့ရခြီပင်ကိုအနောက်ကိုဆွဲထုတ်ပါပြီးရင်နောက်တန်းထုတ်ပါမယ်ဖုံးပြီးတစ်ချက်ကျစ်ပါအဲ့ပေါက်ထဲမှာပဲတိုင်တူတိုင်ထိုးမယ်ပြီးရင်ခုနလိုပဲမှတ်ချက်ကလေးမှတ်ပေးပါ နောက်ကရက်ပေါက်ထဲမှာတတိုင်းပဲထိုးပါမယ်။နောက်ကရက်ပေါက်ထဲမှာအပ်ထဲခြည်ဆွဲတိုင်တူထိုး။ပြီးရင်ဒီနောက်ကရက်ပေါက်ထဲမှာကြာတော့ဒီပေါက်ထဲကို၃တိုင်ထိုးပါမယ်။တေနေတော့ ပြီးရင်နောက်ကရက်ပေါက်မှာတတိုင်ထိုးပါမယ်အခုထိုးတဲ့ပတန်တိုင်းထိုးပါမယ်1 1ပြီးလို့ရှင်3 1အဲ့လိုပုံစံအတိုင်းဆက်ပြီးတော့ထိုးသွားပါမယ်။နောက်ကရက်ပေါက်မှာတတိုင်းထိုးတယ်။တက်။နောက်ကရက်ပေါက်မှာလည်းတတိုင်းထိုးပါတယ်။ တဲ့နောက်ကရက်ပေါက်မှာ၃နိုင်ထူမယ်တင်းနင်၃နောက်ကရက်ပေါက်မှာတတိုင်ထူပါမယ်အခုလိုမျိုးဆက်ထူပါမယ်တပောက်ကိုတစ်ချက်ထူတယ်တဲ့နောက်ကရက်မှာတစ်ချက်ထူတယ်တဲ့ နောက်ကရက်ပေါက်မှာတပေါက်သေးကိုသုံးနိုင်ထိုးမယ်တင်းနင်းသုံးနောက်ကရက်ပေါက်မှာတတိုင်းပြီးရင်နောက်ဆုံးတစ်ခေါက်ရောက်ပါပြီတပေါက်ကိုတစ်ချက်ထိုးမယ်တင်းနောက်ကရက်ပေါက်မှာလည်းတစ်ချက်ထိုးမယ်တင်းနောက်တစ်ပေါက်မှာတပေါက်သေးကိုသုံးနိုင်ထိုးမယ် တေနေတော့ပြီးရင်နောက်ဆုံးကြံတဲ့တပေါက်မှာတတိုင်ထိုးပါမယ်မကြိတ်ကလေးကိုဖြုတ်မယ်အဲ့ဒီဖြုတ်ခဲ့တဲ့အပေါက်လေးထဲမှာပဲရှက်ကော်နဲ့ဆက်ပါမယ်ရှေ့အချီလေးကိုအနောက်ကိုဆွဲထုတ် နောက်ဆုံးတစ်တန်းထုတ်ပါမယ်ဖမိတစ်ချက်ကြည့်အိုက်ထဲမှာပဲတိုင်လိုတိုင်ပြန်ထုတ်မယ်တိနောက်ကရပေါက်မှာလည်းတိုင်လိုထုတ်ပါမယ်မှတ်ကြိတ်ကလေးရမှတ်ပါအောင်မယ်တပောက်ကိုတစ်ချက်နဲ့၃ခါထုံးပါပါနှစ်ခါရပြီ နောက်ကရက်ပေါက်မှာတစ်တိုင်းထပ်ထုံမယ်၃တိုင်းပြီးရင်ဒီပေါက်ထဲမှာဒီပေါက်ထဲကို၃တိုင်းထိုးပါမယ်ဒီနေ၃နောက်ကရက်ပေါက်မှာဒီပေါက်ကိုတစ်တိုင်းနဲ့နှစ်ခါထိုးပါမယ် တေနောက်ကရမှာလဲတတိုင်းထိုးပါမယ်တေအခုလိုဆက်ထိုးပါမယ်တပောက်ကိုတစ်ချက်နဲ့တေနေသုံးတပောက်တစ်ချက်ထိုးပါမယ်ပြီးရင်တပောက်ထဲမှာသုံးနိုင်ထိုးမယ်ပြီးရင်တပောက်တစ်ချက်နဲ့တေနေနှစ်တိုင်းထိုးမယ်တစ်ဖက်လုံးပြည့်အောင်ဆက်ထိုးသွားပေးပါ တပတ်လုံးပြည့်သွားပြီဆိုရင်ပရမအုံဆုံးမတိတ်မခဲတဲ့ပေါက်လေးထဲမှာရှက်ကော်နဲ့ဆက်ပါတယ်ပြီးရင်နောက်ဆုံးတန်းတိုးပါမယ်ဖမီးတစ်ချက်ကျင့်မယ်အဲ့ထဲမှာတိုင်တို့တိုင်ထိုးပါတယ်ပရမအုံဆုံးထိုးခဲ့တဲ့နေရာကိုမှတ်ခဲ့ပါမယ် နောက်ကရက်ပေါက်ထဲမှာတိုင်လက်ထိုးပါမယ်အံ့မှာခြေကိုတရေရေအထက်ခြေဆွဲသုံးမိကိုတစ်ခါတည်းထုတ်ပါပြီးရင်အိုက်ထဲမှာပဲရှက်ကော်တစ်ခါပြန်ဆက်ပါမယ်အိုက်ပေါက်လေးထဲမှာ အထက်ခြေဆွဲရှေ့ရခြေပင်လေးကို အနောက်ကိုဆွဲထုတ်လိုက်ပါ ပြီးရင်နောက်ကရက်ပေါက်မှာတိုင်တိုထိုးပါမယ်အထက်ချီဆွဲတိုင်တိုထိုးနောက်ကရက်ပေါက်မှာတိုင်လက်ထိုးမယ်တရင်ရင်အထက်ချီဆွဲသုံးမိလုံးကိုဆွဲထုတ်ပါပြီးရင် ိုက်ထဲမှာပဲရှက်ကိုပြန်ထိုးပါမယ်အက်ထဲချီဆွဲဆရာချီပင်လေးကိုအနောက်ကိုဆွဲထုတ်ပါအခုထိုးခဲ့တဲ့ပတ်တန်အတိုင်းဆက်ထိုးပါမယ်နောက်ကရက်ပေါက်မှာတိုင်တို့ပြီးရင်တိုင်လည်းအိုက်ထဲမှာပဲတခါရှက်ကိုတပတ်လုံးပြည့်အောင် ဆက်ပြီးတော့ထိုးသွားပေးပါတံတန်းလုံးပြည့်သွားပြီဆိုရင်မကြိတ်ကလေးကိုဖြုတ်အိုက်ထဲမှာရှက်ကော်လေးနဲ့ဆက်ပါမယ်ဖူမိတစ်ချက်ကြည့်ချီစာလေးဖြတ်ပါအခုလိုမျိုးလေး 3ခုထုတ်ထားပါမယ်เนาะထုတ်ထားပြီးတော့ခြေစာလေးနှစ်စနဲ့စာသိန်းနဲ့အကလေးထဲမှာထည့်ပါပြီး ခုလိုလေးလုပ်ပါမယ်။ဒါဆက်ကလေးပုံဖော်မလို့ပါ။ ပြီးရင်ဒီမှာရှိတဲ့ခြိစာလေးကိုနောက်မှခြိပါမယ်ဒီမှာရှိနေတဲ့ခြိစာလေးတွေကိုလည်းအခုလိုအစသိမ့်တဲ့အက်ကလေးနဲ့ နောက်ထဲကိုသွားထူထဲပါမယ်ပြီးရင်ခြေစာလေးတွေဖြတ်ပါပြီးရင်ဒီကောင်လေးတွေရဲ့เนาะနောက်မှာ အခုလို့ကော်လေးနဲ့လူတဝိုက်မှာကော်လေးကက်ဒီမှာလေးကက်ဒီမှာလေးကက်အခုလိုမျိုးလေးကက်ပေးပါအခုဒီလိုမျိုးချီလက်ကလေး၄ခုထိုးပါမယ်ပရမအုံးဆုံးဖုံးမိကြည့်ပါမယ် ဖမရလုံးမှာခုနှစ်ချက်ပါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50ငါချာခွန်ပြီးရင်ခြိစာလေးဖြတ်ပါမယ်ခွေးရှင်လောက်ပါမယ်လက်နှချောင်းမှာခြိလေးပတ်ထားပြီးတော့ ဒီရှေ့ရချီလေးကိုအနောက်ကိုဆွဲပါလက်နှချောင်းကိုဖဲပါမယ်ဖုံးမိတစ်ချက်ကျင့်မယ်ကျဲမှာတိုင်တဝါလုံးမှာ6တိုင်ထိုးပါမယ်2 3 4 5 6 7 8 9 10 တောလေးငါချောက်ခွေလေးကိုပိတ်ပါမယ်ပရမအုံးဆုံးထိုးခဲ့တဲ့တိုင်တူရဲ့ဖွမီးပေါက်နေတဲ့မှာရှက်ကော်လေးနဲ့စပ်ပါမယ် ီးတစ်ချက်ကျစ်ပါအဲ့ထဲမှာပဲတိုင်တူတိုင်ပြန်ထိုးပါမယ်ပြမအောင်ဆုံးထိုးခဲ့တဲ့တိုင်တူလေးကိုမှတ်ကြိတ်ကလေးနဲ့မှတ်ထားပါပြီးရင်နောက်ကရက်ပေါက်မှာတပေါက်သေးကိုနှစ်တိုင်ထိုးပါမယ်ဒီ နှစ်နောက်တစ်ပေါက်မှာတစ်ချက်ပဲထိုးပါမယ်၁နောက်ကရက်ပေါက်မှာနှစ်ချက်ထိုးမယ်၁နောက်တစ်ပေါက်မှာတစ်ချက်ထိုးမယ်၁နောက်တစ်ပေါက်မှာနှစ်ချက်ထိုးပါမယ်၁နှစ်တံတားလုံးပြည့်သွားပြီဆိုရင်မှတ်ကြိတ်ဖြုတ် ိုက်ထဲမှာရှက်ကော်လေးနဲ့ပြန်ဆက်ပါမယ်နောက်တန်းဆက်ထိုးပါမယ်။ဖူမိတစ်ချက်ချင်းအိုက်ထဲမှာပဲတိုင်တူတိုင်ထိုးတယ်။ အစလေးကိုအခုလိုပဲမှတ်ခဲ့ပါမယ်နောက်တစ်ပောက်ကိုကြတော့နှစ်ပောက်ပေါင်းပြီးတော့တတိုင်းဖြစ်အောင်ထူပါမယ်အတ်ထဲချီဆွဲနောက်ကရက်ထဲမှာလည်းအတ်ထဲချီဆွဲပြီးမှဒီသုံးမိကိုတစ်ခါထုတ်ပါနောက်ကရက်ပေါက်မှာတိုင်တို့တိုင်ထူမယ် နောက်တစ်ခုကနှစ်ပေါက်ပေါက်ပြီးတော့ဒတိုင်ထိုးပါမယ်နောက်တစ်ပေါက်ကဒတိုင်ထိုးမယ်တပေါက်သေးကိုဒတိုင်ထိုးပါတယ်နောက်တစ်ခေါက်ကနှစ်ပေါက်ပေါင်းပြီးတော့ဒတိုင်ထိုးပါမယ် ီးပြီဆိုရင်မှတ်ချက်ကလေးဖြုတ်ပါအဲ့မှတ်ချက်ဖြုတ်ခဲ့တဲ့ပေါက်လေးထဲမှာရှက်ကော်လေးနဲ့ဆက်ဖုံးပြီးတစ်ချက်ကြည့်ပြီးတော့ခြီစာလေးဖြတ်ပါမယ် ဒီခြေစာလေးတစ်ခုကိုအခုလိုပဲဖြတ်လိုက်ပါဒီဖူမီကျိုးလေးကိုအစသိမ့်တဲ့အက်ကလေးနဲ့ဖူမီလေးကိုထည့်ပါတယ်ပြီးတော့ဒီထဲမှာသွားပြီးတော့ထုထည့်ပါ ဒီဘက်ကကြံနေတယ်ဒီခြိစเนาะအစိမ်းရောင်လေး ਨੇ ဒါလေးကိုချုပ်ပါမယ်ဒီဘက်ပပတ်လေးကိုချုပ်ပါမယ်အခုလိုလေးချုပ်ပါအခုလိုပုံစံအတိုင်းလေးချုပ်သွားပါမယ် ဘက်ဒီဘက်ထိုးထည့်ပြီးတော့ချုပ်ပါတယ်ပြီးပြီဆိုရင်ဒီလိုလုပ်ပါအထဲကိုပြန်ထိုးထည့်ပါမယ်ပြီးတော့ဒီခြေစား ဖူမိစာနေနဲ့ခြီပါမယ်နှစ်ထပ်လောက်ခြီလိုက်ပါတယ်ခြေသားလေးဖြတ်ပါမယ်ပြီးတော့ဒီခြေသားလေးကိုဒဲဟုတ်ထဲဒဲဟုတ်တာလေး ပြန်ပြီးတော့လက်ကလေးနဲ့ထိမ့်ပြီးတော့လိုလေးဆွဲသိမ့်လိုက်ပါခြေစားလေးဖြတ်လိုက်လို့ရပါပြီဒါဆိုရင်အခုဒီလိုလေးရတာပါပြီဒီလိုမျိုးလေးလေးခုဖြစ်အောင်လုပ်ပါမယ်ပြီးရင်ဒီအလေးတွေကိုချုပ်ပါမယ်နော်ဒီဘက်နားလေး ဟောဒီမျက်လုံးရဲ့အောင်နားလေးတန်းရက်ဘက်မှာအလဲကောင်လေးမှာအခုလိုလေးထည့်ပါပြီးချုပ်ပါမယ် ချုပ်ပြီးပြီဆိုရင်ဒီမှာရှိတဲ့ခြီစာလေးတွေကိုအထဲမှာ ထိုးထည့်ပြီးတော့သိမ်းပါမယ်။ ဒီဘက်မှာလည်းအခုလိုလေးချုပ်လိုက်ပါနှစ်ဖက်စလုံးပြီးသွားပြီဆိုရင်ဒီအောက်မှာလည်းချုပ်ပါမယ်ဒီဘက်မှာလည်းချုပ်မယ်ပြီးတော့ဒီနားလေးမှာလည်းတစ်ခုလာပြီးတော့ချုပ်လိုက်ပါမယ် ဒီအပေါ်မှာဂွေးလေးတက်ဖို့အတွက်ဖွမီ30ကျစ်ထားပါတယ်ပြီးရင်ဒီကောင်လေးကိုထည့်ပါ

ဒီမှာရှိတဲ့ခြိစာလေးတွေကိုလည်းသိမ့်လိုက်ပါ